အငင်းပွားဝင်အားအတွင်းကိုနေဘာစလောကိုအနိုင်ယူခဲ့တာလားအင်တာမီလန်ပရိသတ်များလုံးဝမင်္ဂလာများဝီလူချွန်အိုင်ဘတ်ကွန်ရှေကိုစပေါ့အင်ဒီယာကနေပြန်လည်ချိုးဆိုလိုက်ပါတယ်အင်တာမီလန်ကတော့ဘာစလောရဲ့ဖလားသုံးလုံးအိမ်မက်ကိုနိုင်ထီတန်စီခဲ့ပြီးဖြစ်ပါတယ်ဒီဘက်မှာနှစ်သိန်းစလုံးအကောင်းဆုံးကစားသွားခဲ့ကြပြီးအပြန်အလှန်အတွင်းကိုနေမြိုင်ခဲ့ကြတာဖြစ်ပါတယ်နောက်ပိုင်းနေ့တွေမှာမြင်ရခဲ့တဲ့ပွဲကောင်းတစ်ပွဲကိုမြင်ကွင်းရခဲ့တာဖြစ်ပြီး အခမ်းအနားဆုံးအမတ်တရားခိုက်တဲ့အနေနဲ့ပြင်းထန်နေကြတာပါချန်ပီယံလိပြိုင်ပွဲရဲ့တမိုင်းရဲ့အကောင်းဆုံး semi-final ပွဲချင်းတွေကဒီပွဲကိုရှူစားခဲ့ရတာဖြစ်ပါတယ်ပရိုင်မာအင်တာမီလန်ကနှစ်ဂိုးပြည့်နဲ့ဥဆောင်ထိုင်းနိုင်လို့ပွဲကပြပြလို့ထင်ခဲ့တာပါဒါပေမဲ့ဘာစီလိုနာကဒုတိယပိုင်းမှာ၃ဂိုးပြန်သွင်းပြီးနိုင်ဖို့နှိစက်ခဲ့ပါတယ်အင်တာမီလန်ကပြည့်တဲ့ဘောကျူးလွန်နေလို့ထင်ရတဲ့အနေအထားကနေခြေပါကိုပြန်သွင်းသွားခဲ့ပါတယ်အင်တာမီလန်ရသွားတဲ့ပန်တီနဲ့ဘာစီလိုနာမရခဲ့တဲ့ပန်တီတို့မှလည်းပရိသတ်တွေအကြအငင်းပွားပွဲရရှိခဲ့ပါတယ်အခိုက်တဲ့နိုင်ကမျက်တောင်မခက်ပဲရှူစားခဲ့ရတဲ့ပွဲဖြစ်ခဲ့ပါတယ်အင်ကွမှာစိတ်ဓာတ်ခွန်အားအပြည့်နဲ့တိုက်ပွဲဝင်လာတဲ့အင်တာမီလန်ကိုချန်ပီယံလိဖလားန ဲ့ထိုက်တန်နေပါပြီလို့တင်စားတဲ့သူတွေလည်းရှိလာခဲ့ပါပြီ။အင်တာအတွက်သူရဲကောင်းဖြစ်ခဲ့သူကကိုသမဆွန်မပဲဖြစ်ပြီးဘာစနာဘက်ကအပိုင်ကံချက်တွေကိုဆွဆွတက်မှန်ပုတ်ထုတ်ကောက်ွေးပြသွားခဲ့တာဖြစ်ပါတယ်။ဒန်ဖရိုက်ကနှစ်ကျော်ပေါင်းဂိုးပောင်ဝင်ပတ်သက်မှု၅ချိန်အထိလှုပ်သွားခဲ့ပြီးဘာစနာနဲ့အတွေ့မှာကစားမဘွားအကောင်းဆုံးစွမ်းဆောင်တွေကိုပြသသွားခဲ့တာဖြစ်ပါတယ်။အင်တာရောဖိုင်နယ်မှာ PSG သို့မဟုတ်အာဆင်နယ်အသင်းနဲ့တွေ့ရမှာပါ။ပြောစရာရှိတာကတော့ဘာစနာတစ်သင်းလုံးဒီမှာအင်တာရသွားတဲ့ပန်နယ်တွေကိုမပေးသင့်ဘူးလို့ပွဲပြီးမှပြောခဲ့ကြသလိုတချို့တွေကလည်း ာစီလိုနာသွင်းခွင့်ကိုနဲ့နိုင်နေခြင်းပွဲချင်း63မိနစ်မှာအင်တာရောဂိုးရသွားခဲ့ပါတယ်။အဲဒီဂိုးကိုသွင်းဖို့အတွက်ဒန်ဖရိုက်ကဂိုးမဖန်တီးပေးခင်ဘာစီလိုနာကစားသမားကိုဖောင်းခဲမိတာကိုထောက်ပြနေကြပါတယ်။ဒါတွေကတော့ပြောစရာဖြစ်ခဲ့တဲ့အခိုင်အကျန်တွေဖြစ်ပါတယ်။ဘရိုင်းကတော့ပြန်လည်ရှိနေခဲ့ပေမဲ့ထိရောက်တဲ့ဂိုးပေါက်ချင်းချောင်းမှုတွေကိုတော့အင်တာမီလန်ဘက်ကလုံနေခဲ့တာဖြစ်ပါတယ်။ပွဲစားရင်20မိနစ်မှာအင်တာမီလန်တို့ဥဆောင်ကိုစရရခဲ့ပြီးဘာစီလိုနာရဲ့အမားကနေ ဒန်ဖရိုက်ကဘောလုံးရသွားခဲ့ပြီးမာတီနက်ကိုဖန်တီးပေးသွားခဲ့တာဖြစ်ပါတယ်။ပွဲချိန်29ရက်မှာအခီတိုင်ရဲ့ဘောလီကန်ချက်ကကောင်းမွန်ခဲ့ပေမဲ့တိုင်ဘေးကနေကတ်ထွက်ခဲ့တာကနှမျောစရာဖြစ်ခဲ့ပါတယ်။ပွဲချိန်52မိနစ်မှာမာတီနက်ကိုဖျက်ထုတ်ပုံချမ်းခဲ့ရာကြောင့်ဘာစီလိုနာတို့ပယ်နာရီပေးလိုက်ရပြပါတယ်။ရရှိလာတဲ့ပယ်နာရီကိုကယ်ရိုဂရုကအပိုင်ကန်သွင်းခဲ့ပြီးအင်တာမီလန်အတွက်ဒုတိယမြောက်အုပ်ဆောင်ကိုသွင်းယူပေးခဲ့ပါတယ်။ဘာစီလိုနာတို့ပရာဘိုင်းမှာတင်အပြတ်အသတ်ရှုံးနေနေခဲ့ပြီးဒုတိယပိုင်းမှာဘာလို့ရမလဲစောင့်ကြည့်နေကြရပါဘွဲစားရင်52မိနစ်မှာဘာစီလိုနာတို့ခြေပါကိုတကူဆ ਾਇ ရခဲ့ပြီးမာတင်ရဲ့ဖန်တီးပေးမှုကနေဂါစီယာကကန့်သွင်းယူခဲ့တာပါ ဝဲချင်း90ကုန်းတွေမှာတော့ဘာစီလိုနာတို့ဒုတိယခြေပါကိုရခဲ့ပြီးတင်းရဲ့မှာတင်ပေးမှုကိုအိုမိုကခေါင်းနဲ့သွင်းသွားခဲ့တာဖြစ်ပါတယ်။ပွဲချင်း84မိနစ်မှာရာမဲကဂိုရီယာထိပ်ကနေအပိုင်ကန်သွင်းခဲ့ပေမဲ့ဂိုလမဆွမ်းမလည်းဆွမ်းမြကာကွယ်သွားခဲ့ပါတယ်။ဒီလိုနဲ့ပွဲစားချိန်86မိနစ်မှာဘာစီလိုနာတို့ဥဆောင်ကိုပြန်လည်ရရှိသွားခဲ့ပြီးရာဖင်ယာကအပိုင်ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဘာစနာတို့ပွဲကိုနိုင်ပြီးထင်ခဲ့ရပြီးဂိုးတော်ထက်ရသွားနိုင်ချေရှိနေကြတာပါဒါပေမဲ့ဒရာမီရဲ့ဖန်တီးပေးမှုကနေဖရာတက်စီကအင်တာရဲ့ခြေပါကိုအငင်းပွားဝယ်ရအနေထားကနေတဆင့်သွင်းယူသွားခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့အချိန်ပေါ်ဆက်ကန်ရမှာတော့ဆန်စီယိုမှာကစားခဲ့ရတဲ့အင်ရှင်အင်တာမီလန်အသင်းကပိုကောင်းလာခဲ့ပြီးကစားတက်လာခဲ့ပါတယ်အချိန်ပေါ်ပရာဘိုင်း69မိနစ်မှာအင်တာမီလန်တို့ဥဆောင်ရသွားခဲ့ပြီးခွေးရအတွင်းမှာလူကတ်ထားချင်းမခံရတဲ့ဖရာတက်စီကသွင်းယူခဲ့တာဖြစ်ပါတယ် ဆက်ကြံပွဲစားခြင်းတွေမှာဘာစီလိုနာတို့ဘာမှမတက်နိုင်ပဲအဝေးကမှအရှုံးပေးလိုက်တာဖြစ်ပါတယ်။ဒီအားလည်းကြောင့်အင်တာမီလန်တို့ဖလားတော်လုံးအိမ်မက်ပြပြသွားခဲ့ရပြီဖြစ်ပါတယ်။အင်တာမီလန်ကတော့ final မှာ PSG သို့မဟုတ် Arsenal အသင်းနဲ့ရင်ဆိုင်ကစားသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကလောက်ပါပဲ။နောက်နေ့မှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ဒီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ။